ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးလည်းမင်္ဂလာပါ။ Arsenal သင်းရဲ့အပြောင်းရွှေ့ကတော့ဒီဈေးကွက်တွင်းမှာတော်တော်လေးကိုခက်စိတ်စိတ်ဒါကြားနေရတဲ့အသိအနေနဲ့မတူညီတဲ့စန့်ချင်ပတ်နဲ့လုံးဝကိုအတန်မကြားပဲဖြစ်နေ။တယောက်တည်းလိုက်နေတဲ့ Benjamin Sesko ရဲ့အပြောင်းရွှေ့ကဘာမှမသိတဲ့အချိန်မှာအခု Arsenal ပေးတက်တဲ့တည်င်းကောင်းတစ်ခုပေါ့လေဒါကအပြောင်းရွှေ့ဖြစ်တယ်ဆိုတာထက် အပြောင်းရွှေ့ကိုစပြီးတော့ developer ဖြစ်လာတဲ့အချက်ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့အကြောင်းပေါ့လေမီကယ်အာတီတာရဲ့ Arsenal သင်းကလွေယာတီမှာဘဲတောင်ပံကစားမှာတေချာပေါက်ခေါ်မယ်ဆိုတော့လွန်ခဲ့တဲ့မေလကျွန်တော်တို့20ကြိုကလေးက Arsenal ကဒါ Real Madrid ရဲ့တောင်ပံကစားမှာ Rodrigo ကိုခေါ်ဖို့စိတ်ဝင်စားမှုရှိခဲ့ပြီးတော့တကယ်လို့ဒါ Madrid သားရောင်းချခဲ့ရင်ဝယ်ဖို့အသိရှိတယ်ဆိုပြီးတော့သူတို့ဘက်ကအရင်ကတည်းကသတင်းထွက်နေတယ်အခု ရိုဒရီโกရဲ့အပြောင်းရွှေ့ကအာစနယ်ဘောကိုတော်တော်လေးအခြေအနေကောင်းတယ်အခုဒါလက်ရှိမှာဒါအာဂျင်တီးနားရဲ့ရီပပ်ဘလစ်လူငယ်ကစားသမားကိုဂျာဗီအလွန်ဆိုတို့ကခေါ်ယူဖို့သဘောတူညီမှုရတယ်ကစားသမားကိုယ်တိုင်ခေါင်းငိမ့်လိုက်တဲ့အချက်တစ်ချက်ကအာစနယ်အသင်းတို့အများကြီးအခွင့်အရေးပေါ်လာတယ်။ဘာကြောင့်လဲဆိုတော့အာစနယ်ရဲ့နွေရာသီနံပါတ်1ပြစ်မှတ်ဘဲတောင်းမှန်ကစားသမားဟာ နီကိုဝီလျံလည်းမဟုတ်ဘူးအခြားကစားသမားတွေလည်းမဟုတ်ပဲနဲ့အခုရိုဒရီโกပဲဖြစ်တယ်။အခုအာစနယ်က ပြီးခဲ့တဲ့မေလကျွန်တော်မမရရပဲဒီမေလ20 21ပတ်ဝန်းကျင်လောက်မှာ အာစနယ်ရဲ့ age တာဝန်ရှိသူတွေကဒီရိုဒရီโกရဲ့ agent ကိုဆက်သွယ်ခဲ့ပြီးတော့သူတို့ကမင်းတို့ကစားမကိုဘလောက်ထိစိတ်ဝင်စားကြောင်းနဲ့ငါတို့ရဲ့နံပါတ်1ပြစ်မှတ်ဖြစ်သတ်မှတ်ထားတယ်ဆိုကြောင်းကိုအတိပေးထားတယ်ဒီနေရာမှာဒီ final decision နဲ့ပတ်သက်လို့ကရိုဒရီโกကိုယ်တိုင်ကအသေးမှာဆက်နေဖို့ဆန္ဒရှိတယ် ဒါပေမဲ့လည်း Real Madrid ကဒီခုလက်ရှိမှာဒါလူငယ်ကစားသမားတယောက်ကိုခေါ်ယူဖို့သဘောတူလိုက်တဲ့အတွက်ကြောင့်အခုဒါလတ်လောအချိန်ရ Madrid အသင်းမှာ Rodrigo အတွက်ကနေရာကတော်တော်လေးနည်းသွားပြီဆိုတော့အခု personal agreement ရသွားတာက Real Madrid က Franco ဒါ Master Master Tuno ဆိုတဲ့ကစားသမားပေါ့လေပြောင်းရွှေ့ခြင်းကတော့ Real Madrid က55တန်းရိုချီစာချုပ်ပေးလိမ့်မယ်လို့ report တွေမှာဖော်ပြထားတယ်အဲ့ River Plate ရဲ့လူငယ် chart တိတ်လေးကို မဒွိကခေါ်ဖို့ကြိုးပမ်းလိုက်တဲ့အချက်တစ်ချက်ကြောင့်ဘာဖြစ်လဲဆိုတော့ရိုဒရီဂိုအတွက်အနာဂတ်ကပျောက်ဆုံးတလို့ဖြစ်သွားတယ်ဆိုတော့ဒီကစားမလေးရဲ့အဓိက main position က attacking midfield player ရဲ့ပြီးတော့မှ right winger position ဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာလာ55တန်းနဲ့ရောင်းချမယ်ဆိုရင် Republic ကရောင်းမယ်ဆိုရင်မဒွိကဝယ်မယ်ကစားမကို2032ခုနှစ်ထိ Real Madrid ကသဘောတူညီမှုရရှိပြီးနှစ်ဖက်ကြားအပိသက်ပြီးတာနဲ့သူတို့ဘက်ကခေါ်နိုင်မယ် အဲ့ဒါဆိုရင်တော့ဒါရေမတွေ့အသင်းကရူဒရီဂိုကိုရောင်းထုတ်ဖို့ရှိတယ်ဆိုတော့အခုပေါ်ပြတဲ့ report ပုတ်မှာတော့အာစနယ်အသင်းကဒါရူဒရီဂိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့လာမယ့်ရက်ပိုင်းမှာဒါရူဒရီဂိုနဲ့ဂျာဗီ အလွန်ဆိုတို့စကားပြောဖို့ရှိတယ်အဲ့ဒါကအဓိကအဆုံးဖြတ်ဖြစ်နိုင်တယ်ဂျာဗီအလွန်ဆိုရဲ့ plan ကိုသူတို့တစ်ချက်ဆောင်ကြည့်မယ်ဂျာဗီအလွန်ဆိုရဲ့ plan နဲ့မှာရူဒရီကိုကဦးစားပေးဖြစ်မပါနိုင်တော့ဘူးဆိုရင်တော့ဒီပြောင်းရွှေ့ကအာစနယ်အတွက်ဖြစ်လာနိုင်တယ်အာစနယ်ဘက်ကအေဂျင့်ကဆင်ရူဒရီကိုကိုနံပါတ်1တာဂက်လို့ပြောဆိုထားပြီးတဲ့အတွက်ကြောင့်ဒီဈေးကွက်မှာ available ဖြစ်မယ်ရေမက်ဒရစ်ကတော့တန်း80လောက်နဲ့ရောင်းဖို့စဉ်းစားထားတဲ့အတွက် ဒီပြောင်းရွှေ့ကအာဆန်အတွက်သတင်းကောင်းဖြစ်လာတယ်။ဒီနေရာမှာချက်ဆီကလည်းတောင်းပန်လိုချင်တဲ့မန်ချက်စတာစီးတီးအပါဝင်အသင်းတော်တော်များများတောင်းပန်လိုချင်ကြတယ်။လီဗာပူးလည်းတောင်းပန်လိုချင်တယ်။အခုအာဆန်တာဂက်ထားနေတဲ့ဒါဘယ်လိုပြောမလဲ။ဒီဘန်ဂျမင်ဆက်စကိုကိုလီဗာပူးကစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အချိန်မှာအာဆန်ကတော့အခုလောလောဆယ်မှာ မာတင်ဆူပါမန်ဒီအပြောင်းရွှေ့ကိစ္စအပြီးသက်ဖို့တောမတ်ပါတီစာချုပ်ကိစ္စအပြီးသက်ဖို့အပါဝင်အခုဂါဘရီယယ်က2030ခုနှစ်တက်တန်းတူဘီနောက်သူတို့ရဲ့အဓိကပြင်မဖြစ်တဲ့ရိုဒရီကိုရိုဒရီကိုကိုခေါ်မယ်ဆိုအားတာချက်ကတိုက်စစ်၃နေရာလုံးတုံးနိုင်တယ် ဘယ်ညာ right အထောင်တိုက်စစ်မှုအပြင်ဒီဇာမကနီကိုဝီလျံလူမျိုးတပတ်၄သိန်းတောင်းဆိုပွဲမရှိတဲ့အတွက်အာဆင်ရဲ့အပြောင်းအရွှေ့ market မှာအခြေအနေကောင်းတယ်လို့ဆိုထားတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ Lee Wright စာနေကိုသူတို့သဘောကျပြီမယ်စာနေက16သန်းလောက်တောင်းလို့အာဆင်ရဲ့ budget ထဲကျော်ပြီးတော့လာစားမပေးချင်ဘူးဆိုတော့အခုလက်ရှိမှာ Rodrigo ကအာဆင်အတွက် keep keep on rush လုပ်ပြီးတော့စောင့်ကြည့်ရမယ်ကစားမတယောက်ဖြစ်ပြီးတော့မဒွိရဲ့ final decision ပေါ်မူတည်ပြီးမှအာဆနယ်သင်ကတရားဝင်ကမ်းလှမ်းမှုတွေနဲ့အတူခေါ်ယူကြိုးပမ်းသွားဖို့ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ဖော်ပြထားပါတယ်ဆိုတော့ဒါကအာဆနယ်ပေးသက်တဲ့အတွက် Benjamin Sesko အပြောင်းရွှေ့ဒါကြိုးပမ်းနေတဲ့အချိန်မှာတကယ်အရေးပါတဲ့ club ရဲ့ဘဲတောင်းပန်းနံပါတ်1 target ကိုစတင်လှုပ်ရှားဖို့အခွင့်အရေးရလာပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်